ချေချေတုန်းကတိုင်းပြည်ကြီးတစ်ခုမှာပြင်းကြီးကြလာဟာသူ့ရဲ့မိဖုရားကြီးစုဆန်းတဲ့အတူမင်းကျင်တရား၁၀ပါးနဲ့အညီမင်းလို့အုပ်ချုပ်တဲ့ကွယ်အဲ့ဒီတိုင်းပြည်ထဲမှာရှိတဲ့ KSF လို့ခေါ်တဲ့မျိုးလေးတစ်မျိုးမှာတိခေါက်သမားလေးအာဒီနဲ့သူ့ရဲ့မိန်းမစကီရိုလည်းနေထိုင်ကြတဲ့နနခင်းချိန်တခုမှာအာရီယာပစိန်ကိုယူပြီးတော်တဲ့ကိုသွားဖို့ပြင်ဆင်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့ဇနီးရှက်ကီကသူ့ရဲ့နာကိုရောက်လာပြီးအခုလိုပဲပြောလိုက်ပါတယ်။ ယောက်ျားရေရှင်ကဒီတပြည်လုံးမှာပညာရှိဆုံးထင်းခုတ်သမားလို့နာမည်ကြီးပေမဲ့နောက်ဆုံးတော့ရှင်ကထင်းခုတ်သမားပဲလေမိမရဲ့ငားလုံးနဲ့ငားပညာဉာဏ်ကပါဆိုင်လို့လေဆိုင်နာပေါ့ရှင် ရှင်ကဒီနိုင်ငံရဲ့ပညာရှိဆုံးလို့ဆိုတော့ဘီရင်ရဲ့နန်းတော်မှာအကျင့်ပေးဖြစ်တဲ့နဲ့အာရီဟာပြုံးလိုက်ပြီးဘာမှမပြောဘဲအိမ်ကနေထွက်ပါသွားပါတော့တယ်အာရီယာသူတို့ကိုသွားတဲ့လမ်းမှာပဲစိတ်ပူပန်နေတဲ့သူ့ရဲ့တငယ်ချင်းပီကျူးနဲ့ဆုံခဲ့ကြပါတယ် ။ဘာဖြစ်နေတာလဲပီကျူ။ဘာလို့ဒီလောက်စိတ်ပူနေတာလဲ။ပြောမနေပါနဲ့ကွာ။မင်းညာကငါဗီဒီယိုထဲမှာရွှေရင်းကားတွေထည့်ထားခဲ့တာ။ဒါပေမဲ့ဒီနေ့ရေအတွက်ကြီးတော့တချို့ကပျောက်နေတယ်လေ။မင်းကဘယ်သူကိုတန်မြတ်ရှိလို့လဲ။မရှိပါဘူးအာဒီယာ။ငါစေကန်ကငါနဲ့အတူနှစ်ပေါင်းများစွာရှိနေတာ။ငါသူ့ကိုတန်မြတ်မရှိပါဘူး။ငါဗန္နာတိုက်ထဲကရွှေရင်းကားတွေကိုဘယ်သူခိုးယူသွားနိုင်လဲဆိုတာနားမလည်နိုင်ဘူးဖြစ်နေတာ။ဒါဆိုရင်မင်းရဲ့အင်ကုန်ကားကိုခေါ်သွားပါလား။ငါတဲလွန်စားတစ်ခုခုရှာတွေ့နိုင်မလားမသိဘူးပြီကျူ။ ပီကျူလည်းအာဒီကိုသူ့ရဲ့အင်ကိုခေါ်သွားပါတော့တယ်။ပီကျူရဲ့အင်ကိုရောက်တော့ပီကျူရဲ့ဇနီးနဲ့သူ့ရဲ့အစီကံတို့ဟာပီကျူလာကိုစောင့်နေကြတာကိုအာဒီတွေ့လိုက်ပါတယ်။အာရီယာဘီရိုတဲကိုကြည်လိုက်တော့ရွှေတင်းကတရှုကျန်နေသေးတာကိုလည်းတွေ့လိုက်ပါတယ်။ဒါရင်မကပဲအာရီယာဆွန်းဆုံနေတဲ့ရှေ့ရာတွေကျမ်းပြေပေါ်မှာရှိနေတာကိုလည်းတွေ့လိုက်တာပေါ့။အာရီယာဘီကျူရဲ့ဇနီးဖြစ်သူကိုအခုလိုပဲမေးလိုက်ပါတယ်။မာကြီးမနေ့ကယတနာတိုင်းရဲ့အိမ်ကိုသွားခဲ့သေးတယ်မလား။ ဟုတ်ပါတယ်သူသမီးနေမကောင်းလို့သွားကြည့်ရပါပြီးတော့မင်းညားကမိုးလဲရွာခဲ့တယ်လေဟုတ်တယ်မလားဒီစကားကိုကြားတဲ့အခါဘီဂျူရဲ့ဇနီးကမျက်နှာဖြူဖြော့သွားပါတော့တယ်ဘီဂျူလည်းသူ့ရဲ့ဇနီးဘက်ကိုလှည့်ပြီးအမှန်တိုင်းပြောစမ်းမင်းဖီတို့တွေကရွှေတင်ကားတွေယူသွားတာလားဟုတ်တယ်ယတနာလိုင်းကအရင်စိတ်ပူနေတာသူ့မှာကြွေးနေနေတင်နေတယ်လေရှင့်ကိုပြောရင်ခွင့်မပြုမှဆိုလို့ပါ အဒီရေကျမရွှေရင်းကားတွေကိုယူသွားမယ်ရှင်ဘလို့တိလဲအမကြီးရဲ့မနေ့ကအမကြီးယရနာတိုင်ရဲ့အင်ကိုသွားခဲ့ပြီးမိုးလေးရွာခဲ့တယ်လို့ကျွန်တော်မေးတဲ့အခါကျွန်တော်မန်တရားကိုသိနေပြီဆိုတာအမကြီးနားလည်တဲ့နဲ့ပြီးတော့ကျမ်းပြေပေါ်မှာလည်းရှုံဆုံနေတဲ့ရှေ့ရာတွေရှိနေတယ်လေအဲ့ဒါအမကြီးရဲ့ရှေ့ရာတွေပဲဖြစ်နိုင်တယ်အဒီရေ ရှင်ကထင်းကိုသမားမဖြစ်သင့်ဘူးရှင်ကဘင်းရဲ့နန်းတော်မှာရှိနေတဲ့ကျွန်တော်ဇနီးလည်းအဲ့လိုပဲပြောဘူးတယ်ဒီလိုပြောပြီးအာရီဟာပစိန်ကိုယူပြီးတတော်ဘက်ကိုထွက်သွားပါတော့တယ် တိတော်လေးကိုရောက်တော့အာဒီကတိပင်တပင်ကိုခေါ်တော့မဲ့စဲစဲမှာတိပင်မှာရုတ်တရက်မီလောင်ကျွမ်းသွားပါတော့တယ်။အာဒီလည်းလမ်းဖြတ်ပြီးနောက်ဆုတ်လိုက်ပြင်မဲ့မီတောက်တွေဟာခဏအတွင်းမှာပဲပဝင်းချင်းတစ်ခုလုံးကိုပြန့်နှံ့သွားတော့တာပေါ့။ဒါဘလို့ဖြစ်တာလဲ။တော်ရဲမှာမီကဒီလိုလောင်နိုင်မှာမဟုတ်ဘူး။ဒါတမမီတော့မဟုတ်တော့ဘူး။ဒီဟာကြီးမားတဲ့လျှော့ဝှက်တစ်ခုရှိရမယ်။အာဒီကထင်မခေါ်တော့ပဲသူ့ရဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။အာဒီအိမ်ကိုပြန်ရောက်တာနဲ့စကီကသူ့ရဲ့အနာကိုပြေးလာပြီး ောက်ကြရေဥက္ကရာကြီးနဲ့မြေပိုင်ရှင်ရဲ့လယ်တွေပိုင်မိလောင်နေတယ်တဲ့အာဒီလည်းအားအသင့်သွားပြီးအိမ်အပြင်ကိုထွက်သွားပါတော့တယ်ဥက္ကရာကြီးနဲ့မြေပိုင်ရှင်တို့ရဲ့စိုးရိမ်ပူပန်နေတဲ့မျက်နှာတွေကိုတွေ့လိုက်ရတဲ့အခါဒါအမှန်ပဲလားဟုတ်တယ်အာဒီကျွန်တော်တို့လယ်တွေတင်မကဘူးတပြည်လုံးကလယ်တွေပါမိလောင်ကျင်းပြီးပြကြသွားပြီတခါမှတော့ဘယင်ချလာဟာရစပလင်ပေါ်မှာထိုင်နေပြီးသူ့ရဲ့အနီးမှာတော့ဝင်ကြီးချက်ကနဲ့ရှိနေပါတယ်အဲ့ဒီအချိန်မှာ လေသမားတအူးကနန်းတော်ထဲကိုဝင်လာပြီး အရှင်မင်းကြီးကေရှက်ပြည့်တခုလုံးမှရှိတဲ့လေတွေမိလောင်သွားပါပြီ။တိနံတွေအလုံးလဲပြကြကုန်ပါပြီ။ဘင်းကြီးလည်းအာအတင်သွားတော့တာပေါ့။အဲ့ဒီချိန်မှာပဲသူ့ရဲ့တချို့တူလဲရောက်လာခဲ့ပါတော့တယ်။အရှင်မင်းကြီးဒါအမှန်ပါပဲ။တော်ထဲမှာမိလောင်နေတယ်လို့ကြားရပါတယ်။မင်းကြီးလည်းဝန်ကြီးချက်ကနေဘက်ကိုလှည့်ကြည့်လိုက်ပြီ။ဝန်ကြီးဒါတွေကဘာဖြစ်နေတာလဲ။လေတွေမှမိထလောင်တာ။တော်ထဲမှာရုတ်တရက်မိတာတွေလောင်တာ။ဒါတွေကတမန်ကိစ္စမဟုတ်ဘူးလို့ထင်တယ်။မင်းရောဘယ်လိုထင်လဲ။ အရှင်မင်းကြီးဒါသေးကြပေါ့လောကီထေတာလုံးနဲ့ဖြစ်ရတဲ့ခုပါတိုင်းပြည်မှာဒီလိုလျှို့ဝှက်စမ်းကြတဲ့ဖြစ်ရတဲ့ဖြစ်တဲ့အခါပညာရှိသူတော်စင်တွေကသာအဖြေကိုပေးနိုင်ပါတယ်ကျွန်တော်တို့ကဖုန်တကူကြီးမားတဲ့ရတိတပါဒါမှမဟုတ်ဖုန်ကြီးတပါရဲ့အကူအညီကိုယူသင့်ပါတယ်မင်းကြီးလည်းခဏကြာစဉ်းစားပြီးတဲ့နောက်မှာမင်းပြောတာမှန်တယ်ဖုန်တကူကြီးမားတဲ့ရတိတပါကိုခေါ်ရမယ်ဒီပြဿနာကိုအမြန်ဆုံးဖြေရှင်းရမယ်နောက်တစ်နေ့ရောက်တော့ဝင်ကြီးဟာဖော်တိုကိုကြီးမားတဲ့ရေတီတီတပါးကိုနန်းတော်ထဲကိုခေါ်ဆောင်လာခဲ့ပါတော့တယ် နန်းတော်တွေကိုရောက်တော့ရတဲ့ကြီးကခဏမြငိန်တက်နေပြီအရှင်မင်းကြီးကျွန်တော်ဘာမှရှင်းရှင်းလင်းလင်းမြင်နိုင်စမ်းရှိဘူး။ဘာပြောတာလဲခမားကတကူရှင်တပါပဲဒီပေးအနေရဲ့အကြောင်းရင်းကိုမြင်နိုင်တဲ့။အရှင်မင်းကြီးအခုဖြစ်ပျက်နေတာတွေကတာမန်မဟုတ်ဘူး။ဒါဟာရှိကြတဲ့ဂျင်စာတစ်ခုရဲ့တရားမှုလို့ကျွန်တော်ခံစားမိတယ်။ပြီးတော့ဒီဂျင်စာကအင်မတန်ကိုအဆန်းထက်တယ်။ဘယင်ကြီးချက်လာနဲ့ဝင်ကြီးတို့ဟာလည်းအာအာတင်သွားကြတော့တာပေါ့။ ယသိကြီးလည်းနောက်ထပ်ဘာမှထပ်မပြောတော့ပဲနန်းတော်ရဲကနေထွက်သွားပါတော့တယ်။ညဘက်ရောက်တော့ဘီရင်ကြီးဟာသူ့ရဲ့နန်းရင်မြင်မှလန်းလျှောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိဖုရားစုစံရောက်လာပြီ။အရှင်မင်းကြီးမင်းကြီးကဒီနိုင်ငံရဲ့အုပ်ထိန်းသူပါ။မင်းကြီးကိုယ်တိုင်ကဒီအခက်အခဲကိုမဖြေရှင်းနိုင်ရင်ဒီနိုင်ငံဘာဖြစ်သွားမလဲ။မိဖုရားကြီးငါဒီနိုင်ငံရဲ့အတော်ဆုံးယသိကိုခေါ်ခဲ့တယ်။ဒါပေမဲ့သူတို့ဒီပြဿနာကိုမဖြေရှင်းနိုင်ဘူး။ဒါကျိန်စာရဲ့တရားမှုလို့ပဲသူပြောတယ်။ ဒါပေမဲ့ဒီကျိန်စာကပါလေဘသူကပေးခဲ့တာလဲဘလို့ဖြစ်ရှင်းရမလဲဆိုတာဘသူမှမသိဘူးအဲ့ဒီအချိန်မှာဝင်ကြီးချက်ကနဲ့ရောက်လာပါတော့တယ်ဘယင်ဟာသူ့ကိုမြင်တာနဲ့ဝင်ကြီးတခြားနည်းလမ်းရှိသေးလားအရှင်မင်းကြီးကျွန်တော်တို့မော်ဆရာရဲ့အကူအညီကိုယူသိမိလို့ထင်ပါတယ်မော်ဆရာဒါတင့်တော်ပါမလားအရှင်မင်းကြီးဒါတမန်ပြဒနာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံရဲ့တော်ထဲမှာတကူရှင်မော်ဆရာတအူးနေထိုင်ပါတယ် သူမှာထူးခြားတဲ့စွမ်းအားတွေရှိတယ်လို့ကြားတယ်။ကျွန်တော်တို့သူ့စီကအကူအညီယူတင်ပါတယ်။ကောင်းပြီ။နေ့ပြညာရင်ငါတို့အဲ့ဒီမော်ဆရာစီသွားမယ်။နောက်တစ်နေ့မှာဘီရင်ကြီးနဲ့ဝင်ကြီးတို့ဟာတောထဲမှာရှိတဲ့ကုတကူရဲ့ရှေ့ကိုရောက်လာခဲ့ကြပါတယ်။သူတို့ဟာကုတဲကိုဝင်သွားတဲ့အခါမှာတော့မော်ဆရာတဦးထိုင်နေတာကို တွေ့လိုက်ပါတယ်။သူတို့နှစ်ဦးမော်ဆရာရဲ့ရှေ့ကိုရောက်တာနဲ့မော်ဆရာကအခုလိုပဲပြောလိုက်ပါတော့တယ်။ဘီရင်ကြလားတင်းရဲ့ဆိုရင်ပူပန်မှုကိုငါသိပါတယ်။ ။တင်ရနိုင်ငံမှာဖြစ်ပျက်နေသမျှကတာမန်မဟုတ်ဘူး။ဒါကရှေးကျတဲ့ကျင်းစာရဲ့တရားမှုပါပဲ။ဘာကျင်းစာလဲဒီလျှော့ဝှက်ကိုဖော်ထုတ်ပေးနိုင်မလား။ဒီကျင်းစာကိရှက်မြို့ရဲ့ပျက်စီးနေတဲ့နေရာနဲ့ဆက်ဆက်နေပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ထောင်မှများစွာကတင်းရဲ့ဘိုးဘေးတွေကအဲ့ဒီနေရာကိုအုပ်ချုပ်ခဲ့ကြတယ်လေ။ဒါပေမဲ့ဒီအကြောင်းကိုနိုင်ငံရဲ့သမိုင်းမှာဘယ်နေရာမှာမှမရေးထားပါဘူး။ဘာလို့လဲဆိုတော့ဒါကသမိုင်းမဟုတ်ဘဲတမင်ဖုံးကွယ်ထားခဲ့တဲ့ကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုဖြစ်နေလို့ပါ။ လွန်ခဲ့တဲ့နှစ်ထောင်မှများစွာကတင်းရဲ့ဘိုးဘေးတွေအုပ်ချုပ်ခဲ့တဲ့နိုင်ငံကိုဆုံးမတအူရောက်လာခဲ့တယ်။သူမဟာဘယ်တော့မှမတည်နိုင်တဲ့အသက်ကိုရရှိဖို့လူသားတွေကိုပူဇော်တက်ဖြတ်ခဲ့တယ်။ပူဇော်တက်ဖြတ်တာဟုတ်ပါတယ်ရှင်မင်းကြီးတင်းရဲ့ဘိုးဘေးတွေကဒီအကြောင်းကိုသိသွားတဲ့အခါသူမကိုအရှင်လက်လက်မီရှိုးတက်ပစ်ခဲ့တယ်။ဒါပေမဲ့သူမကမီးလောင်ပြီးနောက်မှာတော့မပြည့်စည်သွားခဲ့ပဲနှစ်ဆုံးမအဖြစ်ကိုပြောင်းလဲသွားခဲ့တယ် အဲ့ဒီခေတ်ကနန်းတော်ဆရာတော်ကအထူးမော်ပညာကိုအသုံးပြုပြီးသူမကိုဖန်လက်ကောက်တဲ့ထဲ့သွင်းချုံနောက်ခဲ့တယ်။အဲ့ဒီလက်ကောက်ကိုသူမလုံးဝပြန်လဲလွတ်မြောက်မလာစေဖို့အဲ့ဒီပျက်စီးနေတဲ့နေရာမှာဝတ်ထားခဲ့တာ။ဒါပေမဲ့အခုဘာလို့ဒီနိုင်ငံမှာဘေးရနေရတွေဖြစ်နေတာလဲ။ဘာလို့လဲဆိုတော့အဲ့ဒီဖန်လက်ကောက်ရဲ့မြင့်မြတ်တဲ့စွမ်းအားကအားနဲ့လာပြီးအဲ့ဒီနဲ့စုံမကပြန်လဲနိုးထလာနေလို့ပါ။ဒါဆိုငါတို့ဘာလို့ရမလဲ။တင်ကဒီပျက်စီးနေတဲ့နေရာကဖန်လက်ကောက်ကိုကျွန်တော်စီကို ယူလာခဲ့ရမယ်။ ကျွန်တော်ရဲ့မော်ပညာနဲ့စွမ်းအားကိုပြန်လည်ရှင်သန်စေပြီးနှဆိုးမကိုပြန်လည်ရှုံ့ဆောင်ထားနိုင်မယ်။ခဏကြာပြီးတဲ့နောက်မှာဘီရင်ကြီးနဲ့ဝင်ကြီးတို့ဟာနန်းတော်ကိုပြန်လာခဲ့ကြပါတော့တယ်။မင်းကြီးလည်းရာဇပလင်ပေါ်မှာထိုင်နေပြီမဲ့သူ့ရဲ့စိတ်ထဲမှာတော့ဆိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နှက်နေတော့တာပေါ့။ဝင်ကြီးနိုင်ငံကိုကယ်တင်ဖို့အတွက်ငါကိုယ်တိုင်ပြည့်စည်နေတဲ့နေရာစီကိုသွားရမယ်။အဲ့ဒီအချိန်မှာမိဖုရားဆူဆန်ရောက်လာခဲ့ပါတော့တယ်။အရှင်မင်းကြီးဘာတွေပြောနေတာလဲ။ အဲ့ဒီပြက်စီးနေတဲ့နေရာကကေရှက်မြို့ရဲ့တောထဲမှာရှိတယ်။အဲ့ဒီနေရာကိုသွားတဲ့သူတွေကဘယ်တော့မှပြန်မလာဘူးလို့အစင်လာရယုံကြည်ကြတယ်။ဒါကိုမမေ့ပါနဲ့။မင်းပြောတာမှန်တယ်စူဇန်။ဒါပေမဲ့ငါတို့တခြားဘာလုပ်နိုင်သေးလဲ။ငါကဒီနိုင်ငံရဲ့ပြည်မှာအခုငါရဲ့ပြည်သူတွေဘေးအနေနဲ့ကြုံတွေ့နေရတယ်။သူတို့ကိုကယ်တင်ဖို့ကငါရဲ့တာဝန်ပဲ။ရှင်မင်းကြီးကျမမှာအကြံဉာဏ်တစ်ခုရှိတယ်။ အဲ့ဒီပျက်စီးနေတဲ့နေရာကနေဖန်လက်ောက်ကိုယူလာနိုင်တဲ့သူကိုနန်းတော်မှာထူးနေရပေးပြီးစုတော်ငွေတွေအများကြီးပေးမယ်လို့တပြည်လုံးကိုကြေညာလိုက်ပါဘီရင်ကြီးကမိဖုရားရဲ့ကြံဉာဏ်ကိုသဘောကျပြီးဒီကြေညာချက်ကိုတပြည်လုံးကိုထုတ်ပြန်မှုသူ့ရဲ့အစီအကံတွေကိုအမိန့်ပေးလိုက်ပါတော့တယ်အာဒီကတော့သူ့ရဲ့အိမ်ပြင်ဘက်မှာထိုင်ပြီးတစ်သားတွေကိုထွင်းနေခဲ့တာပေါ့အဲ့ဒီအချိန်မှာသူ့ရဲ့အိမ်ကြီးချင်းလည်းဖြစ်တငယ်ချင်းလည်းဖြစ်တဲ့သူရောက်လာပြီးအာဒီရေမင်းကြမိလား ဘီအန်ဂျီကအဲ့ဒီတော်တဲ့ကပျက်စီးနေတဲ့နေရာကနေဖန်လက်ကောက်ကိုယူလာနိုင်တဲ့သူကိုနန်းတော်မှာထူးနေရပေးပြီးစုတော်ငွေတွေအများကြီးပေးမယ်လို့ကြေညာထားတယ်။ဒါတော့တကယ်ကိုကြီးမားတဲ့ကိစ္စပဲ။ပြီးတော့ဘီအန်ကလည်းနိုင်ငံမှာဖြစ်နေတဲ့ဘေးအန္တရာယ်တွေရဲ့အကြောင်းရင်းကဒီဖန်လက်ကောက်နဲ့ဆက်ဆက်နေတယ်လို့ပြောတယ်။ဟုတ်တယ်တကယ်လို့အဲ့ဒီလိုဆိုရင်ငါဒီဖန်လက်ကောက်ကိုသွားယူရမယ်။ဒီလိုပြောပြီးအာရီယာအိမ်ထဲကိုဝင်ပြီးသူ့ရဲ့ဇနီးကိုအခြေအနေပြေဆုံးကိုပြောပြပါတော့တယ်။ယောက်ျားရင်ရှင်ယူနေရလား ဲ့ဒီပျက်စီးနေတဲ့နေရာကိုသွားတဲ့သူကဘယ်တော့မှပြန်မလာဘူးရှင်ပါလို့နားမလဲတာလေဒါပေမဲ့ငါသွားမယ်ပြီးတော့ဘေကင်းစွာပြန်လာမယ်လူတွေပါလို့ပြန်မလာတာလေဆိုတဲ့လူဝဲချက်ကဘာလဲဆိုတာငါကိုယ်တိုင်သိချင်တယ်ချစ်ကီဟာအကြင်ကြင်တိုင်းမြစ်ပေမဲ့အာရီကတော့သူ့ရဲ့ပစံကိုယူပြီးကေရှက်မြို့ရဲ့တော်ရဲကိုတတဲမဲမဲလျှောက်သွားခဲ့ပါတယ်ခဏကြာမှတော့အာဒီဟာပျက်စီးနေတဲ့နေရာစီကိုရောက်လာခဲ့ပါတော့တယ် ဆက်ရှင်းဆိုသလိုပဲသူဟာအီယာမကြောက်တုံးနဲ့ထွင်းထူထားတဲ့ရှင်တိရုပ်တုတစ်ခုကိုမြင်လိုက်ပါတယ်။ရုပ်တရက်ဆိုသလိုရှင်တိရဲ့မျက်လုံးတွေဟာတောက်ပလာခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲရှင်တိရုပ်ထုကနေပြီးတော့ဟိန်တန်ကဲသို့လူသံတစ်ခုပဲ့တင်ထလာပါတော့တယ်။ဒီနေရာကနေရှေ့ဆက်သွားနိုင်တဲ့သူဟာတနာကျင်နာစိတ်ရှိပြီးလောဘကင်းတဲ့သူသားဖြစ်တယ်။ပြောမင်းဒီကိုဘာလို့လာတာလဲ။ကျွန်တော်လင်ညာပြောဆိုမှမဟုတ်ဘူး။ကျွန်တော်ဒီကိုလာတာအကြောင်းရင်းနှစ်ခုရှိတယ်။ ရမတစ်ချက်ကကျွန်တော်ရဲ့ဉာဏ်ပညာကိုဘရင်ရဲ့ရှေ့မှာတက်တေးပြခြင်းနဲ့ဒုတိယတစ်ချက်ကတော့နိုင်ငံမှာဖြစ်နေတဲ့ဘေးရနေရကိုရပ်တန့်ခြင်းပါတယ်။ဒါဆိုမင်းငါရဲ့ပဟိနီးနှစ်ခုကိုဖြေရမယ်။မင်းဖြေမှရင်မီးလောင်ကျွမ်းပြီးပြကြသွားလိမ့်မယ်။မင်းမတိုင်ခင်ကလည်းလူတွေအများကြီးဒီလက်ကောက်ကိုရရှိဖို့ဒီကိုလာခဲ့ကြပြင်မဲ့ဆိုးရုပ်တဲ့စိတ်ထားတွေနဲ့ပြည်နေလို့ဘေးကင်းစွာပြတ်မသွားနိုင်ခဲ့ကြဘူး။ကောင်းပြီငါမင်းရဲ့ပဟိနီးကိုလက်ခံနေမင်းပါမေးခြင်းလည်းမေးပါ။ ရှင်ပြရောက်တွေ့ရဲ့မျက်လုံးတွေကနီမြန်လာပြီးဟိမ့်တန်လိုအတန်နဲ့အခုလိုပဲမင်းမြန်ခဲ့ပါတယ်။ညဘက်မှာပျောက်ကွယ်သွားပြီးနေဘက်မှာပြန်ပေါ်လာတာပါလေ။အဲ့ဒါမရှိရင်အရာရာဟာအမှောင်ထုဖုံးလွှဲနေလိမ့်မယ်။အာရီယာခဏများစဉ်းစားပြီးယုံကြည်မှုအပြည့်နဲ့အဖြေကတော့နေပါလို့ဖြေလိုက်ပါတော့တယ်။ကောင်းပြီပထမမိကွန်းရဲ့ဖြေကမှန်ပါတယ်။ဒါဆိုရင်ငါဒုတိယတစ်ခုထပ်မင်းမယ်။ဘယ်အရာကပြည့်လာလေးပို့ပေါ်ပါလာလေးလဲ။အာရီကပြောင်းလိုက်ပြီးဒီမိကွန်းရဲ့ဖြေကတော့လွယ်ပါတယ်။ အဖြေကတော့အပေါက်ပါလို့ဖြေလိုက်ပါတယ်။အဲ့ဒီအချိန်မှာရှင်တိရုတ်ထုကဖုံးဖုံးတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။ရှင်တိပြောက်ွယ်သွားတာနဲ့အာရီရဲ့ရှေ့မှာလမ်းနှစ်သွဲပေါ်လာခဲ့ပါတယ်။ပထမလမ်းကတော့မှောင်မဲပြီးထူးဆန်းတဲ့အတန်နေနဲ့ပြည့်နှက်နေပါတယ်။ဒုတိယလမ်းကတော့အလင်းရောင်နေနဲ့ပြည့်နှက်နေတာပေါ့။အာရီကသူ့ရဲ့ဉာဏ်ပညာနဲ့ခံမှန်းလိုက်ပါတယ်။ပထမလမ်းကမှန်ရင်ဒီလောက်ကြောက်စရာကောင်းမှာမဟုတ်ဘူးဒုတိယလမ်းကအလင်းရောင်တွေနဲ့ပြည့်နေတယ်ဒါကမှန်တဲ့လမ်းဖြစ်နိုင်တယ် အာရီယာဒုတိယလမ်းကိုရွေးချယ်လိုက်ပါတော့တယ်။အာရီထဲကိုဝင်သွားတာနဲ့တောက်ပနေတဲ့ဖန်လကောက်ကိုတွေ့လိုက်ပါတယ်။အာရီယာလက်ကောက်ကိုလှမ်းယူလိုက်တဲ့အချိန်မှာပဲသူ့ရဲ့နားထဲမှာလျှို့ဝှက်ဆန်းကျဲတဲ့အသံတစ်ခုကိုကြားလိုက်ပါတယ်။မျက်စိနဲ့မြင်ရတဲ့အမှန်တရားဟာအမြဲတမ်းအမှန်တရားမဟုတ်ဘူး။တခါတည်းရင်မျက်စိနဲ့မြင်ရတာကအာယုံထင်အောင်ထင်မှဖြစ်နိုင်တယ်။အာဒီလည်းလကောက်ကိုယူပြီးဒီပြက်စီးနေတဲ့နေရာကနေပြန်လာခဲ့ပါတော့တယ်။ အာရီယာဘင်းရဲ့နန်းတော်ကိုရောက်လာပြီးလက်ကောက်ကိုလက်ထဲမှာကင်ဆောင်ထားခဲ့ပါတယ်။အရှင်မင်းကြီးကျွန်တော်တို့ကိုပြက်စီးနေတဲ့နေရာကနေယူလာခဲ့တာပါ။မင်းကြီးလည်းလက်ကောက်ကိုမြင်တော့ဝမ်းသာသွားတော့တာပေါ့။မင်းကတကယ်ကိုတတိရှိတာပဲ။ငါနိုင်ငံမှာဒီလောက်ပညာရှိသူတယောက်ရှိနေတာငါမသိခဲ့ဘူး။မင်းပါလို့လို့လဲ။ကျွန်တော်ကထင်းခုတ်သမားတယောက်ပါ။အခုကစပြီးမင်းကထင်းခုတ်သမားမဟုတ်တော့ဘူးငါရဲ့အကြံပေးဖြစ်လာလိမ့်မယ်အဲ့ဒီအချိန်မှာဝန်ကြီးချက်ကနဲ့ရောက်လာပြီး ရှင်မင်းကြီးကျွန်တော်တို့ဒီလက်ကောက်ကိုဆက်ရှင်းမော်ဆရာစီယူသွားတင်ပါတယ်။ဘီယင်ကြီးကျလာဝင်ကြီးချက်ကနန်းနဲ့အာဒီတို့ဟာမော်ဆရာစီကိုရောက်လာခဲ့ကြပါတယ်။ပြီးတော့ဘီယင်ကြီးကလက်ကောက်ကိုမော်ဆရာစီကိုပေးလိုက်ပါတယ်။မော်ဆရာကြီးဒါအဲ့ဒီလက်ကောက်မဟုတ်လား။မော်ဆရာကလက်ကောက်ကိုကြည့်ပြီးကြေလောင်စွာရေလိုက်ပါတော့တယ်။မိုင်မဲတဲ့ဘီရင်မင်းဒီလက်ကောက်ကိုငါလက်ထဲပေးလိုက်တာကြီးမားတဲ့အမှောက်ကိုလုံးလိုက်တာပဲဘီရင်ကြီးလည်းမော်ဆရာရဲ့စကားကိုကြားတော့ထိတ်လန့်သွားတော့တာပေါ့ မင်းပါပြောချင်တာလေဒီလက်ောက်ဟာကျင်းစာရဲ့အကြောင်းရင်းမဟုတ်ဘူးတကယ်တော့ဒါကငါရဲ့အစီအစဉ်ပဲမင်းရဲ့ဘိုးဘေးတွေကဒီထဲမှာရှုံနောင်ထားတဲ့နဆိုးမကိုငါကဒီလက်ောက်ရဲ့အကူအညီနဲ့လွတ်ပေးခြင်းခဲ့တာဒါပေမဲ့မင်းကငါနိုင်ငံမှာဖြစ်နေတဲ့ဘေးရနေရတွေကဒီဖန်လက်ောက်ထဲမှာရှုံနောင်ထားတဲ့နဆိုးမအကြောင်းလို့ပြောခဲ့တာပဲလေဒါဆိုတာတွေကအကုန်လိမ်နေတာလားဟုတ်တယ်ဒီဖန်လက်ောက်ထဲမှာနဆိုးမရှုံနောင်ခံထားရတယ်ဆိုတာအမှန်ပဲ ဒါပေမဲ့မင်းနိုင်ငံထဲမှာဖြစ်နေတဲ့ဘေးအနေရတွေရဲ့အကြောင်းရင်းကဒီလက်ကောက်မဟုတ်ပဲနဲ့ငါကိုယ်တိုင်ပဲမင်းသာပါပြောတာလေငါကငါရမော်ဆွမ်းအားနဲ့မင်းနိုင်ငံရဲ့တည်နှံတွေနဲ့တော်တွေကိုမြှို့ခဲ့တာငါရမော်ပညာကအင်မတန်ဆွမ်းထက်တာကြောင့်ဘယ်ရသေးမှဖောက်ထွင်းမမြင်နိုင်ဘူးပြီးတော့ဒီအဆက်ကိုအခွင့်ကောင်းယူပြီးဝင်ကြီးချက်ကနက်ကမင်းကိုငါစီကိုခေါ်လာခဲ့တာဒီလက်ကောက်ကိုလိုချင်ခဲ့တာဘာလို့လဲဆိုတော့ငါကိုယ်တိုင်ပြက်စီးနေတဲ့နေရာစီကိုသွားပြီးယူမလာနိုင်ခဲ့လို့ပဲ ဒါပေမဲ့မင်းကမင်းရဲ့ပြည်သူတွေကိုအရင်ရှိပြီးမင်းရဲ့နိုင်ငံသားတွေဒုက္ခရောက်နေတာကိုမကြည့်နိုင်ဘူးဆိုတာငါသိရလေ။ဒါကြောင့်မင်းရဲ့ဘိုးဘေးတွေရဲ့လက်ကောက်ကိုရရှိဖို့ကြိုးစားလိုက်မယ်ဆိုတာငါကြိုသိနေခဲ့တယ်။ဝန်ကြီးချက်ကနကလည်းသူပြောတာမှန်တဲ့ရှင်မင်းကြီးဒီစီစဉ်မှာကျွန်တော်မော်ဆရာကိုကူညီခဲ့တယ်။အခုငါဒီဖန်လက်ကောက်ကိုမန်းမုတ်ထားတဲ့ရေထဲကိုထည့်လိုက်မယ်။လက်ကောက်ကိုရေထဲကိုထည့်လိုက်တာနဲ့နှဆိုးမကဒီဖန်လက်ကောက်ထဲကနေထွက်လာလိမ့်မယ်။ပြီးတော့ငါကသူ့ကိုလွတ်မြောက်အောင်လုပ်ပေးခဲ့တာမို့သူမဟာငါရဲ့မိန့်ကိုနာခံလိမ့်မယ်။ အဲ့ဒီနောက်မှာငါကတကပါလုံးကိုအုပ်ဆိုးမယ်ဒီစကားကိုကြားတော့ဘရင်ကြီးလည်းဒေါသထွက်သွားပြီးဝန်ကြီးကိုအခုလိုပဲပြောလိုက်ပါတော့တယ်ဒီမော်ဆရာရဲ့စကားကိုတော့ငါနားလဲပါတယ်ဒါပေမဲ့မင်းကငါ့ကိုဘာလို့သစ္စာပေါက်တာလဲအဲ့ဒီအတွက်ကောမင်းပါရလိုက်လေရှင်မင်းကြီးမော်ဆရာတကပါလုံးကိုအုပ်ဆိုးတဲ့အခါသူဟာကိရှက်ပြည်နိုင်ငံရဲ့အုပ်ချုပ်ရေးကိုကျွန်တော်လက်ထက်ပေးအပ်လိမ့်မယ်ပြီးတော့မော်ဆရာကလည်းကျွန်တော်ကိုအဲ့ဒီလိုကတိပေးထားတယ်ကျွန်တော်စိတ်ထဲမှာဒီနိုင်ငံရဲ့ပြည်ရင်အမြဲတမ်းဖြစ်ရှင်ခဲ့တာပါ ဘင်းကြီးဟာသူစစ်စာပေါက်ခံလိုက်ရတဲ့ဆိုတာနားလည်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲမော်စီယာဟာပကံလုံးတစ်လုံးနဲ့ကိုဖန်လက်ကောက်ကိုထည့်လိုက်ပါတော့တယ်။ဒါပေမဲ့ဖန်လက်ကောက်ကဘာမှဖြစ်မလာတာကိုမြင်ပြီးမော်စီယာလည်းထိတ်လန့်သွားခဲ့ပါတယ်။ဒါဘလို့ဖြစ်နိုင်မှာလဲ။အဲ့ဒီနောက်မှာအာရီကလက်ကောက်အစ်စ်ကိုကင်ပြီးအခုလိုပဲပြောလိုက်ပါတယ်။အရှင်မင်းကြီးဒီလက်ကောက်ကခမည်းဘိုးဘေးရဲ့လက်ကောက်ပါ။ခမည်းဒီလက်ကောက်ကိုဘာမိတ်ပေးပေးနိုင်ခံပါလိမ့်မယ်။ ဟုတ်ပါတယ်ဒီထဲမှာနှစ်ဆိုးမတအူရှုံအောင်ခံထားရတယ်ဆိုတာအမှန်ပါပဲဒါပေမဲ့ဒီလက်ကောက်ထဲမှာခမရရဲ့ဘိုးဘေးတွေရဲ့မြင့်မြတ်တဲ့စွမ်းအားတွေလည်းရှိနေတာအမှန်ပါပဲကျွန်တော်ဒီလက်ကောက်ကိုထိလိုက်တော့ကတခါတရံမျက်စိနဲ့မြင်ရတဲ့အမှန်တရားဟာအမှန်တရားမဟုတ်ဘူးဆိုတဲ့တန်တန်ကိုကျွန်တော်နားထဲမှာကြားလိုက်ပါတယ်ကျွန်တော်အဲ့ဒီစကားကိုကြားပြီးအနာဂတ်မှာမြင်ရမယ့်အရာတွေဟာအမှန်တရားမဟုတ်ဘူးဆိုတာကိုကျွန်တော်နားလည်သွားတယ်ဒါကြောင့်ကျွန်တော်ပထမဆုံးအချိန်မှာအရှင်မင်းကြီးကိုလက်ကောက်အတူကိုပေးခဲ့တာပါ ပြီးတော့အရှင်မင်းကြီးကျွန်တော်ကိုမော်ဆရာစီခေါ်လာတဲ့အခါသူခမ ्या ကိုတစ္ဆာဖောက်လိုက်မယ်ဆိုတာကျွန်တော်မြင်တာနဲ့တပြိုင်တည်းနားလဲလိုက်တယ်။အဲ့ဒီအချိန်မှာမင်းကြီးကအခုလိုပဲရေရိုးလိုက်ပါတော့တယ်။ဒီလက်ောက်ဟာကျွန်တော်တို့ရဲ့ဘိုးဘေးတွေရဲ့ဆွမ်းအားနဲ့လဲဆက်ဆက်နေတယ်။ကျွန်တော်ဒီလက်ောက်ကိုမိန်ပေးတယ်။ဒီတစ္ဆာဖောက်တွေမိလောင်ကျွမ်းပြီးပြကြပါစေ။ဘီရင်ကြီးအဲ့ဒီလိုပြောလိုက်တဲ့အခါမှာဖန်လက်ောက်ကနေရောင်စုံလင်းနဲ့နေထွက်ပေါ်လာပြီးဝန်ကြီးချက်ကနန်းနဲ့မော်ဆရာတို့ရဲ့ခန္ဓာကိုယ်ဟာမိလောင်ကျွမ်းပြီးပြကြသွားပါတော့တယ်။ အဲ့ဒီအချိန်ကနေစပြီးတိုင်းပြည်ကလည်းပြန်လည်ငြိမ်းချမ်းလာခဲ့ပါတယ်ပြင်းကြီးဟာအာဒီကိုသူ့ရဲ့အဓိကကြံပေးတဲ့ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပါတော့တယ်